ားလုံးပဲမင်္ဂလာပါမန္တလေးဘောမြန်မာရဲ့တင်ဆက်ကောင်းနေကြိုဆိုပါရစေကျွန်တော်အခုတောင်းဆိုသွားမယ့်အကြောင်းအရာက2025ကလပ်ကဘာဖလားပြိုင်ပွဲဆိုတော့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအနာရိုင်းဆိုင်ရာစီဝါပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့တောင်းဆိုသွားမယ်ဆိုတော့2025ကလပ်ကဘာဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့ကစားသမားတွေဘက်ကရှူတော်ရှိမယ်ဒီကစားသမားအဖွဲ့အစည်းတွေဘက်ကရှူတော်ရှိမယ်ဥပမာဒီပွဲပန်းမှုတွေ ီးတော့ခီးတာအကွာအဝေးတွေနားရက်နေတာတွေပေါ့နော်အခုကျွန်တော်တောင်းသွားတော့မှာကအဲ့ဒီအပိုင်းမဟုတ်ပင်နဲ့အဓိကအားဖြင့်တော့ဒီ FIFA ဟာဘာကြောင့်ဒီပြိုင်ပွဲကိုကျင်းပတာလဲ FIFA နဲ့အတူဘယ်သူတွေပူးပေါင်းပါဝင်တယ်လဲပြီးတော့ဒီပြိုင်ပွဲကနေသူတို့ဘာအကျိုးအမြတ်ရှိတယ်လဲပြီးတော့ဒီပြိုင်ပွဲကိုလက်ခံကျင်းပမယ့်အင်ရှင်နိုင်ငံတွေဘာအကျိုးအမြတ်ရှိတယ်လဲ ပြီးတော့ပြိုင်ပွဲဝင်မဲ့ club အသင်းတွေပါအကျိုးမြတ်ရှိမလဲဆိုတော့အဲ့ဒီအပိုင်းတွေကိုအဓိကပြောသွားမှာဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကောင်းခြင်းတွေဆိုးခြင်းတွေအကုန်လုံးကျွန်တော်တို့ဟိုအပေါ်ရန်အားဖြင့်အကြံဖြင့်အားဖြင့်နားလည်ပြီးသားလို့ပြောလို့ရတယ်ဒါနားထောင်နေသူတွေရောအဲ့တော့ကျွန်တော်ကဒီကောင်းခြင်းဆိုးခြင်းကိုခွဲခြားစိတ်ပြခြင်းမဟုတ်ပဲနဲ့ဒီပြိုင်ပွဲရဲ့ကိန်းဂဏန်းအကြောင်းကိုအဓိကပြောချင်တာငွေကြေးအကြောင်းအဓိကပြောချင်တာပေါ့နော် FIFA ကတည်မှုကျင်းပနေတဲ့ပြိုင်ပွဲတွေမှာဂွန်တခါအမြင့်ဆုံးပြိုင်ပွဲသို့မဟုတ်ဒီအစင်လာအကြီးမားဆုံးပြိုင်ပွဲအောင်အောင်မြင်ဆုံးပြိုင်ပွဲအနေနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲရှိပြီးသားဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ National Team တွေပြိုင်ဆိုင်ကြတဲ့ပြိုင်ပွဲဖြစ်တဲ့အခါဒီ club အသင်းတွေနဲ့ပတ်သက်ပြီးတော့လေ FIFA ရဲ့ဥက္ကဋ္ဌ Infantino ကဒီကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲတစ်ခုကျင်းပခြင်းလည်းရှိရချက်ရှိတယ် နောက်တစ်ချက်ကမကြသေးခင်ကပဲကျွန်တော်ဥရောပမှာဒီပြီးခဲ့တဲ့နှစ်တည်းကပေါ့လေ Real Madrid အသင်း Barcelona အသင်းဥဆောင်ပြီးတော့ Europa Super League တိုင်ပွဲဆိုပြီးတော့ခွဲထုတ်ဖို့သူတို့ကျင်းပကြတယ်။အဲခွဲထုတ်ဖို့စီစဉ်ကြတယ်။စီစဉ်တဲ့အခါမှာစုစုပေါင်း Europa ထိပ်တန်း club အသင်းကြီး12အသင်းဝင်ရောက်ရှင်ပြိုင်မှုစီစဉ်တယ်။ဆိုတော့ဒီအခါမှာ UEFA အနေနဲ့ ီလိုခွဲထွက်ရှင်ပြိုင်ခြင်းကိုတားမြစ်ပိတ်ပင်တော်လဲမထီရောက်ဘူး EU ရဲ့ဒီဥရောပတရားခွင်မှာ Florentino Pires ဦးဆောင်တဲ့ Agnelli ဦးဆောင်တဲ့ပြီးတော့ဒီအဲ့ဒီအခြေလုံးကဆိုရင်တော့ဒီ Barcelona အသေးလေးပါတာပေါ့လေသူတို့အနိုင်ရတယ်အနိုင်ရတဲ့အတွက်ဒီပြိုင်ပွဲဟာကျင်းပဖို့အတွက် ဖြစ်လာတယ်အဲ့ဒီအချိန်မှာဒီပြိုင်ပွဲတစ်ခုလုံးရပ်ဆိုင်သွားအောင်လုပ်နိုင်တဲ့အားက practice မှာရှိတယ် ပြိတ္တဟာတခြားဘာမှတော့မလုပ်နိုင်ဘူးဒါပေမဲ့ပြိုင်မဲဝင်မဲ့အသင်းတွေကိုတက်ဆိုင်ရအသင်းပြိတ္တတွေကအားပေးခြင်းမပြုထောက်ခံခြင်းမပြုဆန္ဒပြမှုတွေလုပ်တယ်လုပ်တဲ့အခါမှာကလပ်အသင်းတွေကတသင်းပြီးတသင်းအသီးသီးနှုတ်ထွက်ကုန်ကြတယ်ဟောနှုတ်ထွက်တဲ့အခါမှာနောက်ဆုံးမှာ Real Madrid Barcelona Juventus တကယ် founder founder သုံးနိုင်တယ်သူကလပ်အသင်းသုံးခုပဲကျန်ခဲ့တယ်ဗောလေကျန်ခဲ့တဲ့နောက်တော့ဒီပြိုင်ပွဲကပြတ်သွားတယ်အော်ပြတ်သွားတဲ့အချိန်မှာ ဆိုတော့ဒီပြန်ဒီအသင်းတွေကဘာကြောင့်ဒီလိုမျိုးခွဲထွက်ချင်တာလဲဆိုတော့အဓိကတော့ငွေကြေးကြောင့်ပဲပန်နာကြီးကြောင့်ပဲဒီ JB Morgan တို့လို American Bank ကြီးတွေကနေပြီးတော့ကြောထောက်နောက်ကပြုထားပြီးတော့ဒီ Global ပြည်သက်ကိုစီယုံတင်သွင်းမဲ့ပြန်ခွဲကြီးတစ်ခုငွေကြေးအမြောက်အများနဲ့ဒီမလုံးအမြောက်အများနဲ့ဒီပြန်ခွဲကြီးကိုကျင်းပဖို့အတွက်လုပ်တဲ့အခါမှာဆိုတော့သူတို့ရဲ့ဒီပန်နာကြီးပိုင်းဆိုင်ရာပို့ပြီးတော့တောင်းတင်းလာမယ် COVID အလွန်မှာ တို့အနေနဲ့ပို့ပြီးတော့ခံရမှာရက်ဒီလာနိုင်မယ်ဆိုတော့ဒီရဲ့ချက်နဲ့ဒီလိုလုပ်တယ်။ UEFA အနေနဲ့ Champions League ပြိုင်ပွဲကထုတ်ပယ်မယ်လို့ဆုံးဖြတ်လဲသူတို့မမှုဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့ဒီ UEFA မတက်နိုင်တဲ့ကိစ္စပြိသက်တွေကြောင့်သူအောင်မြင်သွားတယ်။အဲ့ဒီချိန်မှာအလားတူပြဿနာတွေမပေါ်ပေါက်ဖို့အတွက်လဲပါတယ်။ FIFA အနေနဲ့ဒီဥရောပထိပ်တန်း club အသင်းကြီးတွေအနေနဲ့ဒီဝင်ရောက်ချင်ပြိုင်မှုအတွက်ဟိုဆန္ဒရှိလောက်မဲ့ လုံလောက်တဲ့ငွေကြေးမှတ်လုံးနဲ့အတူပြိုင်ပွဲတစ်ခုကိုကျင်းပဖို့သူတို့စဉ်းစားတာလည်းပါတယ်ဖန်တီနိုရွေချယ်တယ်မှာအဲ့ဒါလည်းပါတယ်ဆိုတော့ Europa Super League ပြိုင်ပွဲကိုမင်းတို့ခွဲထွက်မနေနဲ့တော့ငါတို့လည်းဒီ Super League လိုပြိုင်ပွဲမျိုးအလားတန်တူတဲ့ပြိုင်ပွဲမျိုးငါတို့လည်းလုပ်မယ်ဒီပြိုင်ပွဲကတစ်ချိန်ချိန်မှာကမ္ဘာဒီ continental ဘောင်းဆောင်ကတိုက်ကြီးဘောင်းဆောင်ကအသင်းတွေဝင်ရောက်ရှင်ပြိုင်တဲ့အခါအဲ့ဒီအသင်းတွေ ကျင်းပနေတဲ့ဒီတိုက်ကြီးများလိုက်ပြိုင်မှုတွေရှိတယ် Asian Champions League ရှိမယ် Elite ပေါ့နော်ပြီးတော့ဒီ Europa Champions League ရှိမယ် South America Champions League ရှိမယ်အစားရှိဆုံးဒီပြိုင်ပွဲဝင်အသင်းတွေကမှဒီပြိုင်ပွဲရဲ့တစိုက်တစ်ပိုင်းအဖြစ်အဲဝင်ရောက်ရှင်များကြားပြင်တစ်ချိန်ချင်းမှာလက်ရှိကမ္ဘာပေါ်မှာ club အသင်းဘောလုံးနဲ့ပတ်သက်ရင်ဆွေးဆောင်မှုအကြီးဆုံးလူကြိုက်အများဆုံးဖြစ်တဲ့ Champions League ပြိုင်ပွဲကိုတော့ဩဇာလွှမ်းမိုးနိုင်မယ်လို့ Infantino ယူဆတာလည်းပါတယ် ဒါကြောင့်ဒီပြိုင်ပွဲကိုလုပ်ဖို့သူတို့စီစဉ်လိုက်တယ်ပေါ့စီစဉ်တဲ့အခါမှာအလွယ်တကူတော့ဒီကလပ် အသင်းတွေကိုစီရင်လို့ရမှာမဟုတ်ဘူးဆိုတော့သူတို့ဟာအလွန်များပြားသောစုကြီးငွေကိုသူတို့သတ်မှတ်ပြီးတယ်အဲ့တော့ဒီစုကြီးငွေကိုသတ်မှတ်ခြင်းအားဖြင့်ကျွန်တော်ဘယ်လိုနှိုင်းယှဉ်လို့ရလဲဆိုတော့2022ကာတာကဘာလပြိုင်ပွဲမှာပြိုင်ပွဲရဲ့ total price pool ဟာစုပေါင်းဟာဒေါ်လာတန်း440ရှိပြီးတော့အခုဒီကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဒေါ်လာ1 ဘီလီယံတီအတုံးပြုမယ်ဆိုပြီးတော့သူတို့ဟိုဘယ်လိုခေါ်မလဲဆိုတော့မလုံးပေးတယ်အဲ့တော့ဒေါ်ဒေါ်လာ1ဘီလီယံတန်နဲ့ပြိုင်ပွဲစုကြည့်တင်ဒေါ်လာ1ဘီလီယံတန်နဲ့ပြိုင်ပွဲအတွက်ဆိုရင်ဒီအသင်းတွေကိုဝေကြီးခွဲမှု အပိုင်းမှာလဲတချို့ကလပ်တွေဟာဟိုငြင်းရစရာမရှိတော့အောင်များပြားနေတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာ national team ပြိုင်ပွဲကမ္ဘာဖလားပြိုင်ပွဲကကြတော့ကျွန်တော်တို့က ဒါဟာ national identity လဲပြောလို့ရ national pride လို့လဲပြောလို့ရတယ်ပြိုင်မဟုတ်ဝင်လက်ရင်းအသင်းတွေကငွေကြီးအတိကမဟုတ်ဒါပေမဲ့ club အသင်းတွေဟာတတိပုဂ္ဂလဖြစ်တဲ့အတွက်တို့ရောငွေကြီးအတိကမလုံးပေးနိုင်တဲ့ပမာဏသူတို့ဆွဲဆောင်နိုင်တဲ့ပမာဏဆိုရင်သူတို့စိတ်ဝင်စားမယ်သူတို့စိတ်ဝင်စားဖို့ဆိုရင်ဒီပြိုင်ပွဲကဒုတိယတန်းစား club တွေရဲ့ပြိုင်ပွဲဖြစ်သွားမယ်အဲ့ဒီအခါမှာဒီပြိုင်ပွဲရဲ့အဆင့်တန်းဟာလေ FIFA ပြောလင်ထားသလိုဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီတော့လေသူတို့ကစူကြီးကိုတကယ်မလောက်အောင်ပေးတယ်ဆိုတော့စူကြီးခွဲဝေတဲ့ပုံစံပေါ့နော်အဓိကကျွန်တော်ပြောချင်လာတာက အစူကြီးခွဲဝေရဲ့အကမှာစုစုပေါင်းသူတို့ကဒီ categories ကိုဒါနှစ်ပိုင်းခွဲလိုက်တယ်ပေါ့ပထမပိုင်းကဒီပြိုင်ပွဲဝင်အသင်းတွေကိုပြိုင်ပွဲဝင်ကြီးပေးတဲ့ပုံစံပြီးတော့ဒုတိယအပိုင်းကကျတော့ဒီပြိုင်ပွဲဝင်တဲ့အသင်းတွေရဲ့ performance အပေါ်မူတည်ပြီးတော့ရောက်ရှိတဲ့အဆင့်အပေါ်မူတည်ပြီးတော့ခွဲဝေပေးတဲ့ပုံစံဆိုတော့ဒီလိုမျိုးနှစ်ပိုင်းခွဲလိုက်တယ်ဆိုတော့အရင်ဆုံးဒီပြိုင်ပွဲဝင်အသင်းတွေကိုပြိုင်ပွဲဝင်တာနဲ့ခွဲဝေပေးတဲ့ပုံစံက ဒေါ်လာ925သန်းကြီးမြင့်ပေးတယ်။ဆိုတော့ဒီပြန်ဘဝဝင်ရောက်တဲ့အတင်းနေပြန်ဘဝဝင်လာနေရတယ်ဆိုတော့ငွေကြေးစုစုပေါင်းဒေါ်လာ925သန်းရှိပြီးတော့ရောက်ရှိတဲ့အဆင့်ပေါ်မူတည်ပြီး performance အပေါ်မူတည်ပြီးတော့သူတို့ရတဲ့ငွေကဒေါ်လာ495သန်းရှိတယ်။ဆိုတော့925သန်းကိုခွဲတဲ့အခါမှာအဓိကအားဖြင့်တော့ဒီပြိုင်ပွဲအားလုံးသိတဲ့အတိုင်းပဲဥရောပကစုစုပေါင်း club အသင်း12သင်းနဲ့အများဆုံးပြိုင်နေတယ်။တောင်အမေရိကက6သင်း၊အာရှအာဖရိက မြောက်အမေရိက Central America လေးသင်းစီအဲပြီးတော့ကျွန်တော်တို့ဒီအသမုတ်ဒရာပိုင်းစုံကတသင်းပြီးတော့မှဒီပြိုင်ပွဲအင်ရှင်တသင်းစုစုပေါင်း32သင်းပေါ့ဆိုတော့ဒီခါမှာဥရောပကလပ်အသင်းတွေဟာငခုတွေကဒီပန်တိုင်းအင်အားတောင့်တင်းပြီးတော့ကမ္ဘာကျော်ပလောင်းသမားတွေနဲ့အင်မတန်ငွေကုန်ကြေးကြများတဲ့အသင်းတွေလည်းဖြစ်တဲ့အခါသူတို့အတွက်ခွဲတန်းဟာအင်မတန်မြင့်တော့တွေ့ရတယ်ဆိုတော့ဥရောပကလပ်အသင်းစနေတဲ့ဟာပုံဒီစုစုပေါင်း အနည်းဆုံးတို့ကပေါင် sorry ဒေါ်လာ7.8တန်းကနေစပြီးတော့ရတယ်ဒီ club အသင်းတွေရဲ့ဒီဒီဘယ်လိုခေါ်မလဲ UEFA ရဲ့ coefficient ပေါ်မူတည်ပြီးတော့ပြီးတို့ရဲ့ဒီအောင်မြင်မှုတွေပေါ်မူတည်ပြီးတော့တသင်းနဲ့တသင်းရတဲ့နှုန်းထားမတူဘူး Rebel Servers ဟာဥရောပအသင်းတွေထဲမှာအနည်းဆုံးအသင်းဖြစ်ပြီးတော့ဒေါ်လာ7.8တန်းရပြီးတော့ဥရောပအသင်းတွေထဲမှာ Real Madrid လို့အသင်းမျိုးကတော့ဒီ ေါ်လာ38တန်းကျော်ရဒေါ်လာတန်း40နီးပါးရတယ်။ဒါပြိုင်ပွဲဝင်လာနဲ့သူတို့စပြီးတော့ရတဲ့ပတ်စံ။ဆိုတော့ Real Madrid လို့ချမ်းသာတဲ့အသင်းအတွက်လည်းအပူရတဲ့ဒေါ်လာတန်း40ဆိုတာအင်မတန်မမောစရာကောင်းတဲ့ဝေး။ဆိုတော့သူတို့ဝင်ပြန်ကြတယ်။ဆိုတော့ဒီ17သင်းဟာဒေါ်လာ17.8တန်းကနေဒေါ်လာ38တန်းတန်းကျော်အတွင်းပေါ့နော်ဒေါ်လာ73တန်းလောက်ကနေဒေါ်လာတန်း40အတွင်းပါစီဒီဒီ72တင်းဟာဟိုတင်းနဲ့တင်းဝင်ဝင် base တော့မတူတင်းနဲ့တင်း ဟိုတချို့အသင်းတွေများတယ်တချို့အသင်းတွေနည်းတယ်အဲ့ပုံစံနဲ့သွားတယ်တောင်မရိကအသင်းတွေကကြတော့ဒီသူတို့ကတော့ဒီကွန်ဖီဖလက်ပေါ့နော်သူတို့ရတဲ့ငွေက flat fee လို့ခေါ်တာပေါ့အားလုံးအသင်း6သင်းစလုံးဟာတပြေးညီရတယ်အဲဒေါ်လာ15သန်းကျော်စီတပြေးညီရတယ်အ ਨੇ ဆုံးကတော့ Oceania ဆုံးကဒီ Auckland City New Zealand ဒီဒီ Oceania Champions League Champion ပေါ့သူတို့ကဟိုသူတို့ရတဲ့ငွေပမာဏဒေါ်လာ3.8သန်းကျော်လောက်ပဲရတယ်ဒေါ်လာ4သန်းမပြည့်ဘူး ဒါပေမဲ့ဒီကျန်တဲ့ဒီအာရှတို့ဒီမြောက်အမေရိကတို့အာဖရိကတို့အစချင်းပြင်ကျန်တဲ့ဒီတိုက်ကြီးတွေကလာတဲ့အသင်းတွေကတော့တသိန်းကိုဒေါ်လာ၉သန်းခွဲလောက်ရတယ်။ဒါကဒီကနဦးဝင်ရောက်ရှင်းပြန်ကြည့်။အဲဒီငွေပမာဏစုစုပေါင်းဟာစုစုပေါင်းဒေါ်လာ925သန်းရှိတယ်။အဲဒီ925သန်းနဲ့မှာ98ရာခိုင်နှုန်းဒေါ်လာတန်း300ကျော်ဟာဥရောပအသင်းတွေအတွက်ကြီးပဲ။ဥရောပအသင်းတွေအတွက်ကြီးပဲဝင်ရောက်ရှင်းပြန်ကြည့်တန်း300ကျော်ရာခိုင်နှုန်းအဖြစ်60ရာခိုင်နှုန်းဒီပါ300တော့တွေ့ရတယ်။ ်အဲပြီးတော့မှကျွန်တော်တို့ကဒီပြိုင်ပွဲရဲ့ဒီ sporting performance earnings လို့ခေါ်တဲ့ဟိုကိုရောက်တဲ့အဆင့်ပေါ် motivi ပေးတဲ့ performance ပေးလာမှာတော့ဒီ group stage မှာအနိုင်ရတဲ့အသင်းဟာနှစ်သန်းသေကြတဲ့အသင်းဟာတစ်သင်းကိုတစ်သန်းစီနဲ့ရှုံးတဲ့အသင်းမရဘူးဆိုတဲ့ပုံစံဆိုတော့ပွဲတစ်ပွဲချင်းစီအတွက်သူတို့ဒေါ်လာနှစ်သန်းစီတုံးတယ်အုပ်စုပွဲစဉ်မှာအဲ့ဒေါ်လာနှစ်သန်းကနိုင်တဲ့အသင်းရတယ်သေဆိုတော့တစ်သင်းစီခွဲယူရှုံးတဲ့အသင်းမရဘူးဆိုတဲ့ပုံစံမျိုးနဲ့တွားတယ်အဲ့ဒီကိုကြော်လာပြီးတော့ round of 16ကိုရောက်လာပြီဆိုရင် အဲ round of 16ကံဖို့အတွက်ဒီအဆင့်ကိုကစားတဲ့အတွက်ကစားကြီး9.5တန်းရတယ်ဒါကြောင့်ရှုံးသွားရင်လည်းပြန် qualify နဲ့တက်သွားပြီ qualify နဲ့ကစားကြီး73.5တန်းရတယ်ရှုံးသွားရင်အဲ့ပတ်စံကိုယူပြီးတော့လည်းပြန်နိုင်သွားရင်ဆက်သွား semi final ကစားကြီး21တန်းရတယ်ကျောရင်လည်းပြန်နိုင်သွားရင်ဆက်ကစား final မှာဘိုးဆွန်ရဲ့တန်းတန်း40ရမယ်ရှုံးရင်တန်း30ရမယ်ဆိုတော့ခါကျတော့ဒီ real madrid လို့အသင်းမျိုးအနေနဲ့ဆိုရင် ဒီပြိုင်ပွဲမှာသူတို့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်အနည်းဆုံးဒေါ်လာတန်း130လောက်တော့ရလိမ့်မယ်ဟိုအချမ်းပြင်းအားဖြင့်ဘာကြောင့်လဲဆိုတော့ဟိုဘဏ္ဍတရေပွဲဘဏ္ဍပွဲနဲ့နိုင်ပွဲဘဏ္ဍပွဲနဲ့တက်လာတယ်ဆိုတော့အနေထားပုံမူတည်ပြီးတော့နည်းနည်းလေးအတိမ်ဆုံးအတိုးအယောနည်းနည်းလေးရှိတဲ့အတွက်ဆိုတော့ဒီငွေကြေးကကလပ်အသင်းတွေအတွက်အရန်အရေးကြီးတယ်အထူးသဖြင့် Real Madrid ဟာငွေပေါတဲ့အသင်းဆိုသည့်တိုင်အောင် ဒီ club အတင်းအတင်းတင်းချင်းစီမှာ cash money လိုအပ်တယ်လို့စရင်လည်းလိုအပ်တယ်လက်ထဲငွေရှိပြီမဲ့စရင်ကသုံးခွင့်မရှိလို့သုံးမရတဲ့အတင်းတွေလည်းအများကြီးပဲဒါပေမဲ့ဒီကနေပြီးတော့ဒီဒီပြိုင်ပွဲကနေရတဲ့ငွေကြီးပေါ့နော်ဒီငွေကြီးတွေကကြတော့ဟို club အတင်းတွေရဲ့ဒီ protocol လာ FFP လို့အရာမျိုး financial fair play လို့အရာမျိုးကိုရှောင်မှုအတွက် immediate ကိုအရေးပါသောဝင်ငွေအဖြစ်ဒါကျွန်တော်တို့ကမြင်ရတယ်ပေါ့နော်ဆိုတော့ ဥပမာအဖြစ်ကျွန်တော် Chelsea အသင်းဆိုတော့ Chelsea အသင်းကဒီ FFP ကိုလုတ်အောင်မနေရုံရှောင်နေရတဲ့အသင်းဒါပေမဲ့ဒီနှစ်ပြိုင်ပွဲမှာသူတို့ဝင်ရောက်ရှင်ပြန်ခြင်းအားဖြင့် Chelsea ရောက်မဲ့အဆင့်ဟာကျွန်တော်ပြန်မြဟိုရှုံးထွက် quarter final လောက်ကိုတွက်မယ်ဆိုရင်တော့ဒေါ်လာ350အထက်ပဲသူတို့ရဲ့ performance ဆိုမူတည်ပြီးတော့အဲ့ထက်လည်းပို့ပြီးတော့များသွားနိုင်တယ်အဲ့အဲ့ဒီအချက်ကပါလဲဆိုတော့ football related revenue ကိုတိုးတက်လာစေတဲ့အတွက် Chelsea ကသူတို့ရဲ့ဒီ wages တွေသူတို့ရဲ့ transfer spending တွေကို FFP အောက်မှာ တကယ်လုတ်ဖို့အတွက်တော်တော်လေးလူးတာလွန်တာရှိသွားမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့ဒါချယ်ဆီတသင်းတော့ဥမာပေးပြောရစမယ်မန်ချက်စတာစီးတီးလည်းဒီလိုပဲတခြားအသင်းတွေလည်းဒီလိုပဲဆိုတော့ဒီပြန်ပွဲကနေရတဲ့ဟိုကြီးဟာတော်တော်လေးမက်လောက်စရာကောင်းတာကိုတွေ့ရတယ်ဆိုတော့ဒါကြောင့်လည်းကလပ်အသင်းတွေအနေနဲ့ဒီပြန်ပွဲကိုဝင်ပြိုင်လာဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်ဒီပြောစရာရှိလာတာကတော့ဒီအင်ရှင်အသင်းတွေဘလို့အခွင့်အင်ရှင်နိုင်ငံပေါ့အင်ရှင်နိုင်ငံဘလို့အခွင့်ရေးရမလဲဆိုတော့အင်ရှင်နိုင်ငံက ကျွန်တော်တို့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ FIFA နဲ့ဒီ World Trade Organization WTO ပူးပေါင်းထုတ်ပြန်တဲ့စာတမ်းတွေကျွန်တော်တို့ဖတ်ရတယ်ဗောနော statement တွေဖတ်ရတယ်ဖတ်ရတဲ့အခါကျတော့ဒီ2025ကလပ်ကဘာဖလားပြိုင်ပွဲနဲ့2026ကဘာဖလားပြိုင်ပွဲနှစ်ခုအဲ့နှစ်ခုကနေပြီးတော့ဒီ American နိုင်ငံရဲ့ဒီအကျိုးကျေးဇူးပေါ့နော်ဆိုတော့သူတို့တွေကတော့စုစုပေါင်းဒီသူတို့ရဲ့ GDP တွေကိုဒေါ်လာ 40.9ဘီလီယံလောက်အထိတိုးပွားလာမယ်ဆိုပြီးတော့သူတို့ခံမှန်းထားတယ်။သူတို့အဲဒီကအဲဒီထဲမှာဒီ club အသင်းတွေရဲ့ဒီအခွင့်အရေးတွေလည်းပါတယ်ပေါ့လေ။ပြီးတော့ဒီ ancient နိုင်ငံကြီးရဲ့အခွင့်အရေးတွေလည်းပါတယ်။အဲဆိုလိုတာကဒီ GDP ဆိုတာကဟိုလွယ်လွယ်ပြောရရင်ဒီတိုင်းပြည်တစ်ပြည်ရဲ့ထုတ်ကုန်တန်ဖိုးပဲဆိုရပါစို့။အဲဒီဒီအသက်ရင်းထုတ်ကုန်တန်ဖိုးဟာဒီပြိုင်ပွဲရဲ့ activity state အပေါ်မူတည်ပြီးတော့ အများကြီးတိုးလာနိုင်တဲ့အတွက်အဲ့ဒီတိုးနိုင်ခေရှိသောကဏ္ဍအသီးသီးကိုစုပေါင်းချုပ်ငုံပြီးတော့တွက်ချလိုက်တဲ့အခါမှာဒါဒေါ်လာ40.6ဘီလီယံဆို2025ကလကဘာဘလာပြန်ဝင်တစ်ခုတည်းကနေပြီးတော့ဒီဒေါ်လာ20ဘီလီယံလောက်အထိတိုးွားလာမယ်လို့သူတို့ဟိုဘယ်လိုကောင်းလဲတုံးသက်ထားတယ်ပေါ့သူတို့ခံမှန်းထားတယ်ဆိုတော့ဒီအခါမှာကျွန်တော်တို့ကအဓိကမျိုး construction mind ဆိုလေဒီ queen တွေရဲ့ renovation ကိစ္စ expansion ကိစ္စတွေ ပြီးတော့ဒီဒီ transit နဲ့ transportation infrastructure တွေဆိုတော့ဒီအရာတွေအတွက်ပေါ့เนาะပြီးတော့ service ပိုင်းအတွက်ဆိုလဲ ticketing ပြီးတော့ security cleaning ဆိုတော့ဒီအပိုင်းတွေမှာအလုပ်အကိုင်အခွင့်အလမ်းတွေများလာမယ် logistic ပြီးတော့ deliveries တွေပြီးတော့ဒီကွင်းထဲမှာရှိတဲ့ on site event workers တွေပြီးတော့ translators တွေ guides တွေပြီးတော့ media coordinators တွေအစရှိတဲ့ဖြစ်မို့အများကြီးပြကျွန်တော်ပြောမယ်ဆိုကုန်မှာမဟုတ်ဘူးဒီ media and technology ဘိုင်းမှာလဲဒီ broadcast crews တွေ editors တွေ developers တွေ ပြီးတော့ဒီသူတို့ streaming support camera things တွေအစားကြီးသမီးအများကြီး tourism နဲ့ hospitality ဘိုင်းနေအဲ့ဒီအပိုင်းတွေအစအစအရာရာတိုးတက်လာမှာဖြစ်တဲ့အတွက်တိုင်းပြည်ရဲ့ဒီအလုပ်ပိုင်းအခွင့်အလမ်းနဲ့ GDP ကိုဒီလောက်ထိသွားပြီးတော့အကျိုးသက်ရောက်နိုင်တယ်ဆိုပြီးတော့သုံးသပ်ထားတယ်ဆိုတော့ဒါဟာဒီပြိုင်ပွဲဟာဘလောက်ကောင်းသလဲဆိုတာကိုသူတို့ထုတ်ပြန်တဲ့ဘက်ကအပိုင်းတွေပေါ့နော်ပြီးတော့သူတို့ပေးထားတဲ့ credit card တွေသူတို့ပေးမဲ့စုကြီးတွေမှတ်လုံးတွေနဲ့ပတ်သက်ပြီးတော့သုံးသပ်တာဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုကောင်းလဲကစားသမားဘက်ကအမြင်ကိုကျွန်တော် ဒီဟာမှာကောင်းကျင်ဆိုးခြင်းကိုကျွန်တော်ဒါဒါအခုပြောတဲ့ကဏ္ဍနဲ့မဆိုင်တော့ကျွန်တော်ထည့်မပြောတော့ဘူးသို့တော့သူတို့ခံမှန်းသလောက်ဖြစ်ပါမလားဆိုတဲ့အပိုင်းမှာလည်းတန်ကြားဖြစ်စရာတချို့တော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဥပမာအဖြစ်ဟိုဒီ intermediary ပေါ့ဖုံးပွဲကစားမဲ့ပွဲလက်မှတ်တွေသူတို့ထင်တော့မရောအောင်မရောရတဲ့အတွက်ဒီ price ကတပြေးနဲ့ယော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 ့လာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲ့လိုအဲ့လိုတွေ့ရတဲ့အတွက်လေဒီပြိုင်ပွဲဟာသူတို့မှန်းထားသလောက်ဒီဖြစ်ပါမလားဆိုတော့ ကလည်းသူတို့တော်စင်ကုန်မှုပဲဒါပေမဲ့ Infantino ကတော့သူဘာယုံကြည်ထားလဲဆိုတော့ဒါအစပဲနောက်ပိုင်းကျရင်ဒီသူအစပြုခဲ့တဲ့ခြေလှမ်းကိုနောက်ထပ်ပြိုင်ပွဲအဆက်ဆက်ပေါ့နော်ပြီးတော့ဒီ FIFA ဥက္ကဋ္ဌအဆက်ဆက်ဆက်လက်ထင်းသွားရင်လည်းကဘာဖလားလို့ဂုံတိခါကြီးမာတယ်ဩဇာကြီးမာတယ်ကလပ်အသင်းတိုင်းဒီဝင်ရောက်ရှင်ပြိုင်ခြင်းနဲ့တဲတဲလောက်ရှင်ပြိုင်ခြင်းနဲ့ပြိုင်ပွဲကြီးတစ်ခုလုံးဖြစ်လာမယ်လို့ဒါသူကတော့မှန်ထားတယ်ဆိုတော့ဒါကတော့2025ကလပ်ကဘာဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ financial buy နဲ့ဒီသူတို့ဒီ အလောက်ကန်အခွင့်အရေး GDP ဆိုတဲ့အပိုင်းအနေနဲ့ပတ်သက်ပြီးတော့ဒါတုံးသက်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့မန်နေဘောမြန်မာရဲ့ပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်